ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒါကျွန်တော်တို့အခုအပြောင်းရွှေ့ဈေးကွက်ကြီးနေ့စဉ်ဇက်တိုက်ဖြစ်ပွားနေတဲ့အချိန်မှာနောက်ထပ်စိတ်ဝင်စားစရာဒန်တီတွေနဲ့ဒီဆိုဖာအခြေအနေရ close ဖြစ်နေတဲ့အကြောင်းတွေကိုကျွန်တော်တင်ဆက်ပေးမှာပါဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့အခုလောလောဆယ်နေတာရအပြောင်းရွှေ့ဈေးကွက်တွင်မှာ Manchester City ကဇက်တိုက်လိုပဲအပြောင်းရွှေ့တဲ့အားလုံးကိုဇက်တိုက်ကျိုးပန့်နေခြင်း ြောင်းရွှေ့၃ခုထိပြီးသွားရှိတယ်အခုလောလောဆယ်မှာဒန်တီနှစ်ခုနဲ့ဒန်တီဖြစ်လို့နီးပါးတစ်ခုရှိပါတယ်မန်ချက်စတာစီးတီးကအသက်26နှစ်ရွယ်ရှိတဲ့ AC မီလန်ရဲ့နယ်သာလန်ကွင်းလက်စားပါရိုင်းဒါစ်ကို AC မီလန်သင်းကနေခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးပြောင်းရွှေ့ခြေကတော့မူလထင်ထားတာထက်ယိုနေခဲ့ပြီးပေါင်46.5တန်းပတ်ဝန်းကျင်သာဖြစ်တဲ့ရိုင်းဒါကိုမန်စီးတီးက2030ခုနှစ်ထိ9နှစ်စာချုပ်ချုပ်ဆိုမဲ့ လောက်ခလာစာကတနည်းကိုခုနှစ်တန်းပေးရမှာဖြစ်ပြီးတော့ Riders က Man City ကိုပြောင်းဖို့အားလုံးအခွင့်အမိုက်ရပြီးတနင်္ဂနွေနေ့မှာဆေးစစ်မယ်။တစ်ချိန်တည်းမှာပဲ Manchester City အသင်းက Ryan Agnori ကိုလည်းခေါ်ဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။ Algeria အသင်းရဲ့ဘယ်နောက်ခံကစားပွဲကို Manchester City က Wuhan တက်ကခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်။ပထမချင်းမှာပဲ Manchester City ဘက်က Campia ဆိုတို့ Milos Kaki အပါအဝင်သူတို့ target ထားနေတဲ့ဘယ်နောက်ခံလူတွေတက်ပိုကောင်းတယ်လို့သူတို့ယုံကြည်တဲ့အတွက် Agnori ကိုရအောင်ခေါ်ခဲ့တာ ဖြစ်တဲ့ပြောင်းရွှေ့ကြီးကတော့ပေါင်35တန်နဲ့ Wolf ကလည်းရောင်းဖို့ဆုံးဖြတ်ခဲ့တယ်အဓိကကတော့ Wolverhampton အသင်းမှာသူ့နေရာမှာတိုက်ရက်အစားထိုးနိုင်တဲ့အရန်ကစားမှာဘွယ်လို့ရှိတဲ့အတွက်ကြောင့် Ryan Agnorico ရောင်းတာဖြစ်ပြီးတော့ဒီဇာဘာက2030ခုနှစ်ထိ9နှစ်စာချုပ်နဲ့ Manchester City ကိုပြောင်းဖို့သဘောတူပါပြီ။စစ်စစ်မှုကလည်းတနင်္ဂနွေနေ့မှာပဲအနောက်ကျဆုံးဖြစ်လာနိုင်ပြီးတော့ Man City တို့ကနောက်ထပ် ဒန်တီတစ်ခုဖြစ်တဲ့နောက်ထပ်ပြောင်းရွှေ့က Ryan Chikri ပါပြင်သစ်ကလပ်လီယွန်ရဲ့ကွင်းလင်သားပါ Chikri ကစာချုပ်တစ်နှစ်ပဲကြံပြီးတော့ကလပ်ကထွက်ပေါ်ဆုံးဖြတ်ထားပြီးသားဖြစ်တယ်အက္ကမကအခုလီဗာပူးကကျိုးပန်းလာတဲ့မန်ချက်စတာယူနိုက်တက်နဲ့တခြားကလပ်တွေစိတ်ဝင်စားပေမဲ့ဖက်ဂွာဒီယိုလာရဲ့အသင်းကိုပဲပြောင်းဖို့ဆုံးဖြတ်ခဲ့တာပါဒီပြောင်းရွှေ့ကတော့ပေါင်35တန်ပါ2030နဲ့30 TT City ကတက်တန်းစာချုပ်ချုပ်ဆိုမှဖြစ်ပြီးတော့ ဒီမှာရတာရဲ့လစာ၃စာထိရရှိမှာဖြစ်တဲ့ Kevin De Bruyne နေရာတိုင်းရဲ့အစားထိုးနိုင်မှာဖြစ်ပြီးတော့ဒီသားမလေးကပုံကိုယ်ဆိုင်ရာသဘောတူညီမှုရပြီး အပိသက်ပြောင်းရွှေ့ရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ပေါင်35တန်းနဲ့သဘောတူညီမှုရရှိတော့မှာဖြစ်တယ်။တစ်ဖက်မှာ Real Madrid အသင်းက Argentina Club River Plate အသင်းရဲ့လူငယ်ကစားသမားအသက်16နှစ်ပဲရှိတဲ့ attacking midfield player လည်းဖြစ်သလို winger ဖြစ်ကစားနိုင်တဲ့လူငယ်ကစားသမားလေး Franco Master Tuno ဆိုတဲ့ကစားသမားလေးကိုခေါ်ဖို့သဘောတူညီမှုရရှိပါပြီ။သူရဲ့ current market ပေါက်ကြီးကတန်း30ပဲဖြစ်တယ်။ဒါပေမဲ့ Madrid ကသူ့ကိုရောချေးစာချုပ်50 5တန်းထိပေးဖို့သဘောတူထားတာဖြစ်တယ် မဒရစ်သင်းကို2032ခုနှစ်ထိ6နှစ်စာချုပ်ချုပ်ဆိုမှုသဘောတူညီမှုရရှိခဲ့ပြီးနောက်ဒီကစားမကအခုလက်ရှိမှာ Club World Cup ပြိုင်ပွဲအမီ Real Madrid က Rochester လို့ပို့ကြိုးပမ်းနေပြီးတော့မကြာမီချိန်တွင်းမှာပဲမဒရစ်ကစားမအသစ်ဖြစ်လာမှာဖြစ်တယ် Real Madrid ကအခုကိုမိုကနေပြန်ခေါ်ထားတဲ့ Nico Bass ကိုတော့သူတို့ဘက်က Club World Cup တွင်မှာထည့်သွင်းထားဖို့မရှိချောင်းနဲ့ဒီသားမကိုလည်းသူတို့ဘက်ကကိုမိုကပြန်ခေါ်ထားပါတယ်ဒီသားမကိုမဒရစ်က iPad option တွေနဲ့ပြန်ခေါ်ခွင့်ရတဲ့ Euro 9တန်းကျော်ပတ်ဝန်းကျင်နဲ့ကုမူကနေပြန်ခေါ်ထားပြီး Argentina ကွင်းလေကစားမှလည်း Real Madrid ကိုရောက်ရှိလာမှာဖြစ်တယ်။ ဆက်ဖာဗရီကက်ကတော့အခုကိုမိုအသင်းကထွက်ခွာပြီးနောက်အခုအင်တာမီလန်အသင်းရဲ့နီးပြတဲ့ဖြစ်လာတော့မှာပါဆီမိုနီအင်ဇာဂီကဒါဆော်ရီယာရီဒီယာကလပ်ဖြစ်တဲ့အာဟီလာအသင်းကိုပြောင်းရွှေ့ဖို့သဘောတူပြီးတော့ဒါလက်မှတ်ရေးထိုးလိုက်တဲ့အတွက်ဆက်ဖာဗရီကက်ကိုချင်းကပ်ခဲ့တာဖြစ်တဲ့အစောပိုင်းလုံးကရိုမောက်ကိုပြောင်းမယ်ဆိုခဲ့တဲ့ဖာဗရီကက်တယောက်အခုလက်ရှိမှာအင်တာမီလန်အသင်းရဲ့နီးပြတဲ့ဖြစ်လာမှာဖြစ်ပြီးတော့မကြာမီသဘောတူညီမှုရရှိမှာဖြစ်ကြောင်းနဲ့ ကြုံချုံဆိုဖို့အားလုံးပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုတဲ့တူမိုကတော့လစ်လက်သွားတဲ့ Fabricas နေရာမှာအရင် Inter Milan နောက်ခံလူဟောင်းဖြစ်တဲ့ Chibu ကိုအစားထိုးတာဝန်ပေးဖို့လဲသူတို့ဘက်ကစီစဉ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ် ဘာဆိုနာတီးရဲ့လူငယ်တောင်ပန်စားမအန်ဆိုဖာတီကမိုနာကိုအသင်းကိုအပြောင်းရွှေ့ပါပြီဒီစားမကမိုနာကိုကိုတရာတီအငားနဲ့ပြောင်းရွှေ့ပြီးတော့မှရာသီကုန်မှာယူရို၁၂တန်းနဲ့အပြီးသက်ဝယ်ယူဖို့သဘောတူညီမှုရရှိခဲ့လို့မိုနာကိုကစားမအသင်းဖြစ်လာတော့မှဖြစ်တယ် ်လီဗာပူးကလည်းမီလော့စ်ကာကစ်ကိုသဘောတူညီမှုရရှိပါတယ်ဟန်ဂေရီအသင်းရဲ့ဘယ်နောက်ခံကစားမဖြစ်တဲ့ဘုံမောင်းနောက်ခံလူကိုလီဗာပူးကအန်တီရောဘင်ဆန်ရဲ့ရည်ရှည်စားထိုးဖို့ကြိုးပမ်းတာဖြစ်ပြီးသူတို့ရဲ့အပြောင်းရွှေ့ကပေါင်42တန်းပါ အပြောင်းရွှေ့ရဲ့နောက်ဆက်တွဲနဲ့2030ခုနှစ်ထိ ဘာဒစ်စာချုပ်ချုပ်ဆိုပြီးတော့လီဗာပူးကသဘောတူညီမှုရပြီးမကြာမီမှာကြေညာတော့မှာဖြစ်တယ်လီဗာပူးအနေနဲ့ဖလော်ရီယန်ဗတ်စ်ကအပြောင်းရွှေ့ထွက်125တန်တီတူပေးထားပြီးတော့အပြောင်းရွှေ့ထွက်နောက်ဆုံးအခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်တစ်ဖက်မှာတော့ရီမတွီရဲ့ဂန်ဝင်အသင်းကောင်းဆောင်လူကာမိုဒရစ်ကအေစီမီလန်ကိုပြောင်းပါပြီ2029ခုနှစ်ခုနှစ်ထိနှစ်စာချုပ်ပါတစ်နှစ် plus တစ်နှစ်စာချုပ်ဖြစ်ပြီးတော့တစ်နှစ်ကိုယူရို၄တန်းနဲ့ AC Milan ကို Club World Cup ပြီးမှ Madrid ကနေပြောင်းရွှေ့မှာပါ Luka Modric က Champions League မှာ Real Madrid နဲ့မတွေ့ချင်တဲ့အတွက် Milan ကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ် Chelsea သင်းကလည်း Liam Delap ကိုသူတို့ဘက်ကခေါ်ပြီးတော့တရားဝင်ကြေညာလိုက်ပါတယ်အသက်22နှစ်အရွယ်ရှိတဲ့ England တိုက်စစ်မှုကို Chelsea က George Sancho တန်း30နဲ့အပီးသက်ခေါ်ခဲ့တာဖြစ်ပြီးတော့6နှစ်စာချုပ်ချုပ်ဆိုပြီးဖြစ်ပါတယ် Chelsea အနေနဲ့ Liam Delap ကို လရဲ့ကျွန်းနံပါတ်9ဝစ်စင်ကွင်းပြီးမှာဖြစ်တယ်။ဒီလက်ကတော့အခုထာမီအေဘရာဟန်တို့အဘာမီယန်တို့လူကာကူတို့ဟာနန်ခရက်စပိုဖာနန်ဒိုတော်ရက်စ်နဲ့မော်ရတာတို့ဝစ်စင်ခဲ့တဲ့ကျွန်းနံပါတ်9ကိုဝစ်စင်မှာဖြစ်တယ်။ဒီချိန်ထဲမှာပဲဈေးကျသွားတဲ့မီကာလိုမိုးတွစ်ရဲ့ကျွန်းနံပါတ်10ကိုခိုးပါမာကယာတီတက်မှာဝစ်စင်မှာဖြစ်တယ်။ အင်ဇာဂီကအခုလက်ရှိမှာဆော်ဒီကလပ်အဟီလာအသင်းကိုပြောင်းရွှေ့တဲ့အတွက်ကမ္ဘာစံချိန်တင်လစာရတဲ့နီးပြဖြစ်လာပါတယ်။ဆီမူနီအင်ဇာဂီဟာဆော်ဒီအာရေဗျကလပ်အဟီလာအသင်းနဲ့၃နှစ်စာချုပ်အတွက်တနစ်ကိုယူရို25တန်းနဲ့ဖက်ကွာဒီယိုလာက23တန်းမီခဲအာတီတာက5တန်း ်ဆီမီယိုနီက73တန်းနဲ့လူးအီစင်နီကေက17တန်းထက်ပိုများပြီးလဆာအများဆုံးရတဲ့သူဖြစ်လာပါတယ်။တစ်ချိန်တည်းမှာပဲဆော်ဒီအာရေဗျကလပ်ဖြစ်တဲ့ ARL ရဲ့ကစားမဖြစ်တဲ့ Gabriel Vega ကတော့ပေါ်တူဂီကိုပြန်ပါပြီ။ဒီကစားမကစပိန်ကနေ Celta Vigo ကထွက်ပြီးတော့ ARL ကိုပြောင်းရွှေ့ခဲ့ပြီးနောက်အခုလက်ရှိမှာတော့ပြောင်းရွှေ့ခြေကတော့တန်း30နဲ့ Vega ကအခုပေါ်တူအသင်းကိုပြောင်းရွှေ့ပြီးတော့သူလောလောဆယ်နေထားရတော့ဆော်ဒီကနေဥရောပကိုပြန်လာ ာပြီးဖြစ်တယ်တပတ်ကမန်ချက်စတာစီးတီးအသင်းကလီဗာပူးရဲ့လက်ထောက်နီးပြဖက်လင်တာကိုသူတို့ရဲ့လက်ထောက်နီးပြဖြစ်ခေါ်ယူဖို့သဘောတူညီမှုရရှိပြီးကွာဒီယူလာရဲ့နီးပြအဖွဲ့ဝင်တဲ့ကိုပါဝင်လာတာဖြစ်တဲ့တချိန်ထဲမှာလီဗာပူးအသင်းရဲ့ data analyze ဖြစ်73နှစ်ကြာဆောင်ရွက်ခဲ့တဲ့ James French ကလည်း Manchester City ရဲ့ data analyze ဖြစ်ပြောင်းလဲပြီးတော့ Tower UB City ကိုပြောင်းရွှေ့လာခဲ့ပြီးဖြစ်တယ် လာစီယိုအသင်းကတော့အာဆနယ်အသင်းရဲ့ကစားသမားနူနိုတဘာရက်စ်ကိုအပိသက်ခေါ်လိုက်ပါတယ်။တရားဒီအကားနဲ့ခေါ်ယူခဲ့တဲ့နူနိုတဘာရက်စ်ကိုအာဆနယ်အသင်းရှိကနေပေါင်6.8တန်းနဲ့လာစီယိုကအပိသက်ခေါ်ယူခဲ့ပြီးတော့အခုပေါ်တူဂီပြည်နောက်ခံကစားသမားကစီတီကလပ်ကိုအပိသက်ပြောင်းရွှေ့သွားပြီဖြစ်တယ်။ယူကာဆယ်ယူနိုက်တက်အသင်းကလည်းမာလကာအသင်းကနေကစားသမားအန်တိုနီယိုကာဒိုရိုကိုခေါ်ယူလိုက်ပါတယ်ဒီကစားသမားကဒါတရက်နေ့မှာယူကာဆယ်အသင်းကိုတရားဝင်ပြောင်းရွှေ့ ွေ့လာမှာလည်းဖြစ်တယ်မန်ချက်စတာယူနိုက်တက်အသင်းက Brian Ambumo ကိုအပြီးတက်နိုင်ဖို့ကြိုးပမ်းနေပါတယ် Brentford ကသူတို့ရဲ့တိုက်စစ်မှုတွာပြောင်းရွှေ့ချေးတန်း90 plus အပိုးစုချင်းကို17တန်းနဲ့လိုချင်နေတာဖြစ်ပြီးတော့ Man United အသင်းရဲ့အပြောင်းရွှေ့ကိစ္စတွာ ဘရန်ဖို့နဲ့နှစ်ဖက်သင်ကြားဆွေးနွေးနေပါတယ်ဘရိုင်ယန်အမ်ပူပူရဲ့အပြောင်းအရွှေ့ကို United ဘက်ကအများဆုံး58တန်းနဲ့ခေါ်နိုင်ဖို့ယုံကြည်နေကြောင်းဖော်ပြထားတယ်ဘရန်ဖို့ရဲ့နီးပြတောမက်စ်ဖရန်ကလက်ရှိမှာထော်တနမ်နီးပြဖြစ်လာပွဲရှိကြောင်းရည်ပန်းစားရရှိပြီးအန်ချ်ပိုဆိုဂိုကလူထုတ်ပယ်ခံရပွဲရှိတယ်ရပိုင်းတွင်းဆုံးဖြတ်ချက်ချနိုင်တဲ့အတွက်တောမက်စ်ဖရန်ကဒီယာဒူးကိုလက်ခံသွားနိုင်ပွဲရှိတယ်လို့သတင်းတွေထွက်နေတဲ့အချိန်မှာအစ်ဆွေဆောင်ရဲ့နီးပြအခီရင်မကန်နာကဘရန်ဖို့ရဲ့နီးပြတဲ့ဖြစ် ်လာပွဲရှိကြောင်းဖော်ပြထားတာလည်းဖြစ်တယ်။ဒါရီကတော့အခုစိတ်ဝင်စားစရာဒန်တီနဲ့ဒီကလုစ်ဖြစ်လာတဲ့အပြောင်းရွှေ့အကြောင်းတွေပေါ့လေ။လက်ရှိမှာဗစ်တာယိုကရက်စ်ကမန်ယူနိုက်တက်နဲ့တင်းထွက်တဲ့အာဆင်နဲ့ဘန်ဂျမင်ဆက်စကိုအပါဝင်လီဗာပူးရဲ့ဖလိုနီယန်ဗတ်အပြောင်းရွှေ့တစ်ဖက်ကတော့ဒါထိတ်တန်းအပြောင်းရွှေ့တွေအားလုံးကဇက်တိုက်ဖြစ်နေသလိုဘာဆိုနာကလည်းခုတနေ့ကယွန်ကာစီယာကိုခေါ်ယူခဲ့ပြီးနောက် Marcus Rashford နဲ့ Luis Diaz အပြောင်းရွှေ့တွေကိုဆက်ပြီးလှုပ်ရှားနေတာပါအားလုံးကျေးဇူးတင်ပါတယ်